အားလုံးပဲမင်္ဂလာပါခင်ဗျာသုတာထွေလာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့အားလုံးရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုအစိုက်ပြတ်အားငယ်စရာကောင်းတဲ့ပြဿနာတစ်ခုအကြောင်းပြောပြချင်းပါပဲအဲ့ဒါကတော့စပင်ကျွတ်တာပါပဲခေါင်းအုံးပေါ်မှာရေချိုကန်းကျန်းပြုံပေါ်မှာဒါမှမဟုတ် BP တိုင်းအဆုလိုက်အပြုံလိုက်ကျွတ်ထွားနေတဲ့ကိုယ်စပင်တွေကိုမြင်ရတဲ့ခံစားချက်ကိုနားလည်ပါတယ် စပင်းနေပါလာလို့ကိုကိုကိုယုံကြည်မှုလျော့ချနေပြီလားဈေးကြီးတဲ့ဆေးတွေခေါင်းချော်ရည်တွေကို အများကြီးအကုန်မကြခံပေးပြီလားရှက်လိုက်ပါတော့ဒီနေ့ကျွန်တော်တို့ကြောပြပြီးမဲ့နီလန်းကဈေးပေါ်တယ်လွယ်ကူတယ်ဒါပေမဲ့သိပ်ပံနီးကြအတီးပြူပြီးသားအစွမ်းထက်တဲ့နီလန်းတစ်ခုပါအဲ့ဒါကတော့ချက်တွန်နီအရေးပါပဲဟုတ်ပါတယ်မိဖို့ကြောင့်သားကဒီရိုးရှင်းညအတီးရွက်ဟာတင်းစပင်းရကန်ဂျမာကို ပြောင်းလဲပေးနိုင်ပါတယ် ဗီဒီယိုအဆုံးထိကြည့်ပေးဖို့တိုက်တွန်းပါရယ်။ဘာလို့လဲဆိုတော့စပင်သက်တံပေါက်လာအောင်ကူညီပေးမယ်။အကောင်းဆုံးအသုံးဖြူနည်းလူဝတ်ချက်တွေကိုပါပေါ်ထုတ်ပြောပြောက်သွားမှာထီလိုပါ။ကျက်တော်နီအရေးရဲ့အစွမ်းထက်ကဘာကြောင့်ကျက်တော်နီအရေးကဒီလောက်ထိအစွမ်းထက်တာလဲ။အဖြေကတော့သူ့ရဲ့အဓိကဓာတ်ပေါင်းဖက်တဲ့ဆာဖာကြောင့်ပဲဖြစ်ပါရယ်။ဆာဖာဆိုတာဘာလဲ။စပင်ရဲ့အဓိကဖွဲ့စည်းတိဆောက်ပုံကကီရာတင်လို့ခေါ်တဲ့ပရိုတင်းဓာတ်ပါ။ ီကီရာတင်ဓာတ်ကိုထုတ်လုပ်ဖို့နဲ့သပင်းကိုတန်မာအောင်ချိတ်ဆက်ပေးဖို့အတွက်ဆာဖာဒဟာမရှိမဖြစ်လိုအပ်ပါတယ်။စက်သွန်ဒီအရေကိုဥယေပြဖို့တိုက်ရိုက်လင်းတဲ့အခါတင်းသပင်းကိုအပြင်ကနေဗီတာမင်စီထိုးပေးတယ်လို့အားဖြည့်ပေးတာနဲ့အတူတူပါပဲ။အဓိကအကျိုးကျေးဇူးတုံခုသပင်းအစ်စ်များဖြန့်ပောက်စေခြင်း growth stimulation ဆာဖာဒဟာအားနည်းနေတဲ့အနားယူနေတဲ့သပင်းဥ hair follicles တွေကိုနှိုးဆွပေးပါတယ်။ ဒါကြောင့်စပင်ကျွပေးဗလာကြံခဲ့တဲ့နေရာတွေမှာစပင်အစ်စ်တွေပြန်ပေါက်လာဖို့ကိုတိတိတသားလှန့်စော်ပေးနိုင်ပါတယ်။သွေးလေပတ်မှုကောင်းမွန်စေခြင်း၊ကြက်သွန်နေအရေးကိုနှိမ့်နယ်ခြင်းအောက်ထင်းဥယျာပြားကိုသွေးပူစေပြီးသွေးချောနေကိုကျေစေပါတယ်။သွေးစီးဆင်းမှုကောင်းမွန်လာတဲ့အခါအာဟာရဓာတ်တွေနဲ့အောက်ဆီဂျင်ဟာစပင်အမြစ်တွေစီကိုအပြည့်အဝရောက်ရှိပြီးစပင်ကြီးထွားနှုန်းကိုမြန်ဆန်စေပါတယ်။ဥယျာပြားကိုတန့်စင်ပေးခြင်း antibacterial power ကျက်သွန်နီဟာသဘာဝပိုးသတ်ဆေး antibacterial ဂုဏတတိများရှိပါတယ်ပေါက်သွေးမှိုရေဒါမှမဟုတ်ပိုးဝေတာကြောင့်စပင်ကြွက်ခြင်းကိုတားဆီးပေးပြီးဥယေပြားကိုကျန်းမာတဲ့ပုံဝင်ခြင်းအထိထိမ့်သိမ့်ပေးပါတယ်ချုပ်ပြောရရင်ကျက်သွန်နီအရေဟာစပင်သားကိုတာမစေုံတာမလားစပင်အမိကိုပါအာဟာရဖြည့်ပေးတဲ့သဘာဝဆေးတိုက်ခိုင်းတစ်ခုပါပဲလက်တွေ့အသုံးပြုနေဒီတော့ ဒီအစွမ်းထက်ကျက်တုနေအရေးကိုဘလို့စနစ်တကျအသုံးပြုရမလဲအသုံးပြုနည်းအစဉ်စဉ်ကိုအခုပဲလေးလာကြည့်လိုက်ရအောင် ပြင်ဆင်ရန်အဆင့်များအရေးဖော်ဆက်ခြင်းကျက်တုနေအလတ်စားတလုံးတို့မဟုတ်နှလုံးကို အခွန်ခွာပြီးရေတန့်အနေငယ်ဖြင့်ဘလန်ဒါရဲထဲကတေးကြကြည့်ချပေးပါ ထို့နောက်ပါလွာသောအဝတ်စာဒါမှမဟုတ်ဆံခါဖြင့်ညက်ပြီးကျက်သွန်းဤအေးစစ်စစ်ကိုရယူပါအနန်လျှော့ချခြင်းဘိုးနပ်စ်တစ် ကျက်သူနီအနန်ဟာပြင်းတတ်တာကြောင့်စိတ်မပူပါနဲ့ရလာတဲ့ကျက်သူနီအရေးသေးကို ရှားဆောင်လက်ပတ်ကြောသို့မဟုတ်ပြားရည်လက်ဖရည်စွန်းတဝက်ခန်းရောစပ်ပေးနိုင်ပါတယ်ဒါမှမဟုတ်နှင်းစီအစီ rosemary oil လိုမျိုးမရှိမထစ်အစီသစ္စာနှစ်စားထည့်ပေးညီလဲအနံ့ကိုတတ်တစေပါတယ်လိန်ကြံခြင်းနဲ့နှိမ့်နေခြင်းကွမ်းဆော့ကိုအတုံးပြုကြီးဒီအရေးကိုဥယေပြားတစ်ခုလုံးပေါ်တေချာနှံ့အောင်လိန်ပေးပါ ။စပင်ကျွတ်နေတဲ့နေရာတွေနဲ့ပားနေတဲ့နေရာတွေကိုအထူးဂရုစိုက်လိမ့်ပါ။လက်ချောင်းထိပ်လေးတွေနဲ့9မိနစ်ကနေ10မိနစ်ခန့်ညင်သာစွာဆက်ဝိုင်းပုံစံနှိမ့်နေပေးပါ။ဒါဟာသွေးလည်ပတ်မှုကိုအကောင်းဆုံးမြင့်တင်ပေးနိုင်မယ့်အဓိကအဆင့်ပါ။ဆောင်ဆိုင်ခြင်းနဲ့ဆေးကြောခြင်းအရေကိုဥယေပြားပေါ်မှာမိနစ်30ခန်းထားရှိပေးပါအနံ့ခန့်နိုင်ရင် တနာရီထိထားနိုင်ပါတယ်ထို့နောက်ခေါင်းလျှော်ရည်နူးညံ့စွာဖြင့်ဆေးကြောပါ ချက်တို့နီအနတ်လုံးဝမကြံအောင်တိချလျှော်ပါတိထားတဲ့အချက်ဒီနီလန်းကိုတပတ်ကိုနှစ်ချိန်ကနေသုံးချိန်ပုံမှန်ဖြူလို့ပေးပါတိတာတဲ့ရလတ်အတွက်အနည်းဆုံး2လဆက်တိုက်အသုံးပြုဖို့လိုအပ်ပါတယ်အဓိကသူတိတနာပြုချက်2002ခုနှစ်လေလာမှုကျက်တော်နီးအရေးရဲ့စပင်းအတွက်အကျိုးကျေးဇူးကိုအခိုင်အမာဆုံးထောက်ခံတဲ့လေလာမှုတစ်ခုကို2002ခုနှစ်က Journal of Dermatology မှာထုတ်ဝေခဲ့ပါတယ် အဓိကယောဂဒီလေလာမှုဟာဆက်ဝိုင်းပုံစပင်းကျူးယောဂ Alopecia areata လို့ခေါ်တဲ့ကို ခန္ဓာစနစ်ကြောင့်ခေါင်းပေါ်မှာအကွက်လိုင်းစပင်းကျူးတူ30ရှိဦးကိုစမ်းတက်ခဲ့တာဖြစ်ပါတယ်။စမ်းတက်ပုံလူနာတွေကိုအုပ်စုနှစ်စု ခွဲခြားခဲ့ပါတယ်။ပထမအုပ်စု23ဦးဟာဥယျာပြာကို တနည်းနှစ်ကြိမ်ကျက်သွန့်ရည်ရည်လိမ့်ပေးခဲ့ပါတယ်။ဒုတိယအုပ်စု15ဦးထိန်ချုပ်အုပ်စုဟာဥယျာပြာကိုတနည်းနှစ်ကြိမ်ရေစိမ်း top water ကိုသာလိမ့်ပေးခဲ့ပါတယ်။ရလမြနှစ်ပတ်အကြာမှာချက်သွန်နေအေးလိမ့်နေသူတွေရဲ့စပိန်အသစ်တွေစတင်ပေါက်လာတာကိုတွေ့ရှိရပါနဲ့။လေးပတ်အကြာမှာဆိုရင်ချက်သွန်နေအုပ်စုရဲ့84ရာခိုင်နှုန်းခန့်စပိန်ပြန်ပေါက်လာပါနဲ့။၆ပတ်အကြာမှာတော့ချက်သွန်နီအုပ်စုရဲ့86.9ရာခိုင်နှုန်းဟာတိတာထင်ရှားစွာ စပိန်ပြန်ပေါက်လာခဲ့ပါတယ်။နှိုင်းရှင်ချက်အရာ ရေစင်းလင်းတဲ့အုပ်စုမှာတော့ရှစ်ပတ်အကြာမှ73ရာခိုင်နှုန်းသာ စပင်ပြန်ပေါက်ခဲ့ပါတယ်။ဒီလေးလာမှုကကျက်သွတ်နီအရေဟာစဝိုင်းပုံ စပင်ကျွရောကအတွက်ထိရောက်တဲ့သဘာဝကုတုံးတစ်ခုဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ပါတယ်။ဟုတ်ကဲ့ဒီနေ့မှာတော့တဘာဝကပေးတဲ့အစွမ်းထက်ဆုံးစပင်ဆန်းဆွမ်းရည်လိုဝါချဖြစ်တဲ့ကျက်သွန်နီအရေးအကြောင်းကို အသေးစိတ်ဖော်ထုတ်ပြခဲ့ပါပြီ။ ဈေးကြီးတဲ့ကုထုံးတွေတော့ကိုလိုက်မဲ့အစားကိုရဲ့မိဖို့ကြောင့်တွေကဒီရိုးရှင်းတဲ့အရာဝတ္ထုကိုစံသက်ကြည့်ဖို့တိုက်သွင်းကြပါလေကနာဝူရလက်အနေနဲ့စပင်းကျွတ်တာရောကြထွားတာကိုခုနှစ်ရက်အတွင်းမှာစတင်ခန်းစားရမှာဖြစ်ပြီးနှမခါမှာစပင်းသက်လေးတွေပြန်ပေါက်လာတာကိုမြင်တွေ့ရမှာပါတတိပြုရန် အေးပြားနီးရာရာရန်တာအလုံးကျွန်းဖီလာနေတော့ဆက်မတုံးပဲဆရာဝန်နဲ့တိုင်ပင်တင်ပါတယ်ဒါပေမဲ့ရေဘူးရအထင်းဒီနီးလျှောက်ဟာဘေးထွဆူချိုးမရှိသလောက်နဲပါတယ် ကိုယ့်ရဲ့ဇမင်တွေကိုပြန်လည်စိန်လန်းဗီဇာအောင်လုပ်ဖို့ဆုံးဖြတ်ချက်ချဖို့အချိန်တန်ပါပြီဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ပြီးကိုယ့်လိုဇမင်ကျွတ်တဲ့တငယ်ချင်းတွေစီကိုလည်း share ပေးဖို့မမေ့ပါနဲ့ကျွန်တော်တို့ရဲ့နှုံဆုံးပေါ်ဂျမ်းမာကြီးနဲ့အလအပါဆိုင်ရာဗီဒီယိုတွေကိုလက်မလွတ်ရအောင် channel ကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုပါနှိပ်ထားပေးပါအောင်နော်နောက်လာမယ့်ဗီဒီယိုမှာထပ်မံတွေ့ဆုံကြပါစို့အားလုံး ကျမ်းမာပျော်ရွှင်ကြပါစေ။